အလုံးမေမင်္ဂလာနေ့နေ့ဖြစ်ပါစေရှင်ဒီနေ့ဖျက်ပြခြင်းနဲ့ဝတ္ထုတို့လေးရတော့1956ခုနှစ်အောက်တိုဘာလထုတ်ညရီမဂ္ဂဇင်းမှာပါရှိတဲ့စာရေးဆရာအောင်လင်းရေးသားထားတဲ့မိမဆန်လို့သောယောက်ျားဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ပဲဖြစ်ပါတယ်အလုံးမေနားဆင်ခင်စားပေးပါဦးရှင်ကျမကတော့စက်ဖတ်သူမင်းနေဆက်ဖြစ်ပါတယ်မိမဆန်လို့သောယောက်ျား အခန့်တင်ကျုပ်ပြောမယ့်စကားကတော့ယောက်ျားတိုင်းကမိန်းမတိုင်းကိုအများဆုံးပြောခဲ့ကြတဲ့စကားပဲဒါထက်အလွယ်ဆုံးပြောရရင်ခမရကိုကျုပ်ချစ်တယ်ဗျာအဲ့ဒါခမရကျုပ်ကိုချစ်တယ်လားမချစ်ဘူးလားဆိုတာသိချင်တယ်ကိုသားတင်ဤပြောင်းတင်းလာသောစကားများသည် မထားမြင်နားတွင်သို့ကျန်တန်းစွာဝင်ရလာလေသည်ရုတ်တရက်နှင့်ဘာကိုပြန်၍ဖြေရမဲမသိပေသူအားနိုင်တဲ့စီနှင့် ကြောက်လိုက်သည်ဟုထင်မိသောကြောင့်လည်းဒေါသဖြစ်ရပြန်သည်ဒီကိစ္စဟင်းရွယ်ဟင်းသည်ရောက်လာဝဲတာလို့လွယ်တဲ့ကိစ္စမဟုတ်ဘူးဆိုတာကိုတာရင်သိဖို့ကောင်းပါလေမထားမြစ်သည်သူစိတ်သူချုပ်တီး၍ပြောလိုက်ရတော့လေသူဤအတန်းနဲ့မျက်နာက သူဤအတွင်းစိတ်ကိုဖော်ပြပေးတာဖြစ်နေသည် ကိုတာရင်ကမထားမြစ်အားအကဲခတ်တယ်လို့ကြည်လိုက်ရင်လက်ထဲမှာစေပေါ်လေးကိုဖွာလိုက်လေသည် မထမ်းမြေပြောတာဟုတ်တာပေါ့ခင်းရွယ်ဟင်းသည်ဝဲတာမျိုးလိုကျုပ်ခုလိုဘယ်မေးနေမလဲကဲခမရကိုကျုပ်လိုချင်နေဗျာဘလောက်ပေးရမလဲလို့မေးမှာပေါ့ရှင်ဒါကျမကိုစော်ကားနေတာလားမထမ်းမြေကဒေါသဖြင့်သူ့ဤကိုကလေးကို ရှေ့သို့မလဲရင်မေးလိုက်သည့်တိုင်အောင်ကိုတာတင်ကမူအိန္ဒိယမပြက်ပြုံးလိုက်ရင်ကျွန်တော်မထမ်းမြေကိုစော်ကားနေတာမဟုတ်ပါဘူးမထမ်းမြေပြောတဲ့စကားကိုကျွန်တော်ကထောက်ခံနေတာပါ မထမ်းမြေပြောသလိုဟင်းရွယ်ဟင်းသည်ဝယ်တာမျိုးလိုကျွန်တော်ကလည်းမယူဆကြောင်ပြောတာပါကျွန်တော်မထမ်းမြေကိုစော်ကားနေတာမဟုတ်ပါဘူးမထမ်းမြေပြောတဲ့စကားကိုကျွန်တော်ကထောက်ခံနေတာပါမထမ်းမြေပြောသလိုဟင်းရွယ်ဟင်းသည်ဝယ်တာမျိုးလိုကျွန်တော်ကလည်းမယူဆကြောင်ပြောတာပါအမှန်ကမထမ်းမြေကို ကျွန်တော်အထင်ကြီးလို့ပြောနေတာပေါ့ကျွန်တော်ချစ်ပါတယ်လို့ပြောကြတယ်ကအထင်ကြီးလို့ချစ်တာပေါ့မထမ်းမြေရဲ့စိတ်နေသဘောထား အနေအထိုင်အယူအဆရုပ်ရည်ဓာတ်တွေအားလုံးကျွန်တော်လေးစားတယ်ညံ့နိုးတယ်နောက်ချစ်လာတယ်တခုတော့ရှိရဲ့ကျွန်တော်ကရိုးရိုးပဲပြောတတ်တယ်ခင်ကိုချစ်ရတဲ့မောက်အချစ်ဟာတမောက်အန်နဝါရေပြင်ကြီးမကမောက်အသင်းမှာ အချစ်သွေးတွေဟာတသွင်သွင်စစ်စစ်နေပါတယ်ဆိုတာမျိုးတွေတော့ကျွန်တော်မပြောတတ်ဘူးတကယ်ဆိုတော့ဒါမျိုးမှမိမ့်မာတွေအဖို့နှဝင်ချိုတာကျွန်တော်ကလည်းအဲ့ဒီလိုကနွက်ကြရမပြောတတ်ဘူး ဒါကြောင့်ခမရစိတ်ဆိုးခြင်းဆိုးမယ်။ဒါပေမဲ့အေးအေးဆေးဆေးစဉ်းစားပါ။ဒါဟာမထမ်းမြင့်ပြောသလိုတသက်လုံးအတွက်အရေးကြီးတဲ့ကိစ္စတစ်ခုပါပဲ။မထမ်းမြင့်အနေနဲ့ကျွန်တော်ဟာချစ်နိုင်တဲ့လူတရားဖြစ်နိုင်သလား။ယုံကြည်အားကိုးထိုက်သလား။ပြီးတော့ကျွန်တော်စိတ်ရင်းသဘောစေတနာဒါတွေအလုံးအဖက်ဖက်က တွေးပြီးမှ ဆုံးဖြတ်ဖို့။အဲ့ဒီလိုဆုံးဖြတ်ပြီးတဲ့နေ့မှာကျွန်တော်မထမ်းမြင့်ရဲ့ဆုံးဖြတ်ချက်ကိုသိရပါရစေ။ကိုယ်တာတင်သည် သူပြောလိုသောစကားများကိုတစင်တလျှောက်ပြောပြီးမှအာရကျင်းနဲ့သွားဟန်ဖြင့်နေရာမှထိုင်ရန်ပြင်လိုက်လေသည် မထမ်းမြင့်ကမူဘာမှပြန်၍မပြောတတ်တော့ပေကိုသားရင်ကပြန်ရန်နှုတ်ဆက်သည်ကိုပင်ခေါင်းငြိမ်ရင်းပြန်၍နှုတ်ဆက်လိုက်လေသည်ထို့အတွင်းတစုံတရာအပြည့်အလွာဝင်း၍လာပြန်သဖြင့်အပေါဝစီတို့အထိတ်တနဲ့ကြည်လိုက်မိသည်ကိုတမောင်စောသည် လက်ထဲမှပန်းများကို တပွေတပိုက်ကြီးယူ၍ဧကန်းတွင်သို့ပြေးဝင်လာလေသည်ညင့်ရင်ညို့ဖို့ကိုစောဈေးရပန်းတွေဝင်လာတယ်အစော်ရီဆိုင်ကယ်လျှောက်နေရင်ဈေးမှာပန်းတွေတွေ့တာနဲ့ဝင်လာတာမနေ့ကလေးကပေးဖို့ဒါပေမဲ့လူကရှိုးပဲ့နေတာနဲ့အိမ်ဝင်ပြီးရင်းနှီးပါလေချိုးရသေးတယ်ကြော့ကြော့ညင့်ကောင်မှပန်းလိုက်ရင်တိတ်လာသွားမှာပဲနော် ပန်းကြီးစမ်းမှမြင်ကုတမောင်စောသည် ပန်းများကိုမထမ်းမြက်လက်တွင်သို့ထိုးပေးရင်နှင်းစီပွင့်ကြီးတစ်ပွင့်ကိုလည်းမထမ်းမြက်ဆန်းဖွေးပေးသို့ပန်း၍ပေးနေပြန်သည် မထမ်းမြက်ကမူကိုတမောင်စော့လက်ထဲမှနှင်းစီပန်းကို ယူလိုက်ရင်ရေချိုးပြီးမှပန်းပါမယ်ကိုစောကဲအေးအေးစစ်စစ်များထိုင်ပါအောင် ကော်ဖီတောက်မလားဒီတော့မှကိုတမောင်စော့မှာမထမ်းမြက်ဘေးမှကလက်ထိုင်တွင်ဝင်း၍ထိုင်လိုက်သည် ကိုတမောင်စော့၏ကိုမှရင်မွေးနံများသည် မထမ်းမြက်၏နှာဝါသို့ ပြန့်လွင်လာလေသည် မထားမြင့်သည်ကိုတမောင်စောအားအခုတစ်ချိန်တွင်မူစစ်စစ်ဆက်ဆက်ကြည်လိုက်မိသည်ခြေဆောင်ခေါင်းဆောင်လည်းကြည်မိသည် ခေါင်းကိုအပြောင်းဆုံးပြအောင်ဖိထားပုံရှင်းမှာအမောက်ကလေးဖွာထားပုံကျအင်ကြီးလက်ရှိကိုတရောင်စင်းအောက်တွင်အညီအညာခောက်ထားဘက်ကောက်လုံးကြီးကို ပြဆက်မင်းသားကဲ့သို့ရွရွကလေးဝတ်ထားပုံတို့ကို ကြည်ရင်စိတ်ပြက်လာမိရန်ရှိတော်သည် ကုတမောင်စောဝတ်ထားပေါ်မှာသူဤဖြူပွေးလက်ဆက်သောအသာအေးတောင်တဲမြင်မသော အလုံးအပေါက်ဖြင့်ကြည်ကောင်းသလိုထင်ရတော်လဲမထမ်းမီဤစိတ်ထဲတွင် ပိုလုံးတီဟုထင်၍လာသည် မင်းသားဆန်လုံးတီဟု ထင်လာသည်ကုတမောင်စောကမူမထမ်းမီကသူ့အားစစ်စစ်ဆက်ဆက်ကြည်နေသည်ကိုကြည်နူးနေပုံရလေ၏ကိုစော့ဘာလို့များဘလောက်တောင်ကြည်နေရတာလဲမြင့်ရဲ့အော်ကိုစော့က ဇက်လိုက်မင်းသားနဲ့တူလို့ပါဟဲ့ဟဲ့ကုတမဆိုသည်သွားကိုဖြဲ၍တဟဲဟဲရီလိုက်လေသည်အဲ့ထဲမှာချွေရောင်စစ်ကရက်ဘူးကိုလည်းထုတ်၍စစ်ကရက်တလက်ကိုလက်ခမ်းပြားတောက်တွင်တက်ရင်းမိညီလိုက်သည်ဆိုဖာနောက်တွင်မိလိုက်ရင်စစ်ကရက်ကို အာရပါရဖွာလိုက်ပြန်၏အတန်ကြာမှ မထားမြင်ရှိသူကိုကိုညွှတ်လိုက်ရင်ဘယ်နဲ့မြေကိုစော်ပြောထားတာခဏအဖြစ်ပေးပါတော့ကွယ်ကုတမဆိုသည် ခေါင်းကိုကျနာစွန့်သလိုစောင်းလိုက်ရင်မေးလိုက်သည် မထမ်းမြင်ကဘာမြပြန်မမပြောဘဲအတိတ်ပဲပပပြောင်း၍နေလိုက်သည်ဒါကိုပင် ကိုတမောင်စောမှာအမလို့အမရဖြစ်ရဖြစ်မထမ်းမြင်အနီသို့ကပ်လိုက်သည်ကိုစော့ကိုဒီလောက်တော့မငင်းစဲပါနဲ့တော့ကွယ်ကိုစော့ဟာလေမြင့်ကိုဘလောက်တော့ချစ်တယ်လဲဆိုတာမြင့်အသိဆုံးပါကွယ်မြင့်ရဲ့အနဟာကိုစော့ရဲ့အသေးထဲမှာအမြဲတမ်းတောက်ပါနေခဲ့ပါတယ်ကိုစော့လေး မြင့်ကိုချက်တာအသက်လောက်တာမကပါဘူးအသက်လောက်ချက်တာပါမြင့်မယုံရင်လောကကဘာမြေတို့နဲ့အနှောင်းအလဲပျောက်ကွယ်သွားတာဗါလဲနှောင်းတစ္ဆာတခြင်းစုံနေတာလားလူပြိုစကားပြောနေတာလားအိုကွာမြင့်ကကိုစောပြောရင် အမြဲတမ်းနောက်တာပဲတကယ်ပြောတာပါမြင့်ရဲ့ကိုစောသဘောကိုပြောရရင် မြင့်ဟာလူလောကရဲ့ဘဝမှာဘသူနဲ့မှမတူလို့မြင့်ဝင်လေကိုစောတူဦးတယ် မူပိုင်ချစ်ပြရစေကွယ်မထမ်းမြစ်သည်ကုတမောင်စောပြောနေစင်မှာပင် မအောင်နိုင်တော့ပင်လက်ကင်ပေါ်အဖြစ်ပါဇက်ကိုကာလိုက်ရင်တခစ်ခစ်ရည်လိုက်မိနေသည်ဘာလဲဒါအမကြီးဆိုတဲ့တူရဲမူပိုင်တခြင်းလားအမေနားထောင်လို့ကောင်းတာပဲအတန်နဲ့အတန်ထားနဲ့စိုးစမ်းမအောင်ညီဟာကိုစော့ကိုအယူလောက်နေတာလားကိုစော့အချစ်ဟာနှောင့်သွားလို့အယူလောက်တာလားလောက်ပါကွင် ကိုစောကိုဘလို့ဟောင်းပေမဲ့ကိုစောရဲ့နှောင်းတစ္ဆာမပြည့်ပါဘူးကိုတမောင်စောကလူမမထမင်းတောင်းတယ်လို့တော်တော်ရင်ကြီးပြောနေတဲ့ဖြင့်မထမ်းမြေတကိုယ်လုံးခအောင်ကြီးလိုက်ရင်တော်ပါတော့ကိုစောရင်မြင်ဦးတက်ရတော့မယ်ကိုစောသိပါတယ်ကွယ်ကိုตาရင်နဲ့တော်ကိုစောမြင့်ကိုဒါမျိုးမပြောနဲ့မြင့်ဘသူ့ကိုမှမဆုံးဖြတ်သေးဘူးကိုตาရင်နဲ့ရိုးရိုးမိတ်ဆွေလိုခင်တာပဲကိုစောကလည်းရိုးရိုးပဲခင်တာပဲ ညင်ဆုံးဖြတ်တဲ့နေ့မှာပြောမယ်။ညို့နောက်ထပ်ဒါနဲ့ပတ်သက်ပြီးမပြောနဲ့တော့ဒီတော့မှလည်းကိုတမောင်စော်မှငြိမ်ရွေသွားလေသည်။မထမင်းကစိတ်ဆိုးမြည်ဆိုတော့လေကိုတမောင်စော်မှလူကြီးမျက်နှာသာမရရှာတော့ခလေးငယ်ကဲ့သို့ခေါင်းကိုငုံ၍နေရှာတော်သည်။အတန်ကြာသည့်တိုင်အောင်မထမင်းကစကားမပြောဘဲနေသဖြင့်နေရထိုင်ရသည်မှာခက်၍လာလေသည်။ကိုတမောင်စော်သည် မထမင်း၏မျက်နှာကိုအကဲခတ်သလိုကြည့်ရင်း တစုံတစ်ခုကိုပြောရန်အာယူလိုက်သည်တဖန်အာယူနေရမှာ သူ့စိတ်ကိုသူ ချုပ်တီးထားလိုက်ရပြန်သည် နောက်ဆုံးတွင်မူကိုတမောင်စော်သည် မထားမြင်အားစကားတစ်လုံးသာပြော၍ဧကန်းမှထွက်ခဲ့၏မြင်းကိုစော်ပြန်တော့မယ်နော်အခန်းနှင်းမြင်းကိုစော်ဤဒါပဲအီတို့ကိုရေကမ်းမောင်ကျွေးရမယ်အိမ်မပြန်သေးဘူးနော်ရေကမ်းမောင်ကျွေးပြီးမှအိမ်လိုက်ဖို့ဟဲ့ဟဲ့ကျွေးပါလေဗျာအမေကျွန်တော်တို့လည်းကျွေးရမယ်ဗျာ ခမရခုဖိုးစုံဖြစ်နေတာကျွန်တော်တို့ကဘာမှ supply မလုပ်သေးဘူးဟဲ့ဟဲ့မစုံသေးပါဘူးဗျာအမေအနှဲ့လိုကြားပါတယ်ကိုစောမမမြင့်ကြီးနဲ့စုံနေတယ်လို့ကြားလို့လို့ရင်ပြောပါရှင်ကျမတို့စစ်ကိုပေးရမယ်ဆိုရင်ကူပေးပါမယ်မမမြင့်ကြီးကို နိုင်ပါတယ်ဟဲ့ဟဲ့မလို့တော့ပါဘူးစတရင်ဟိုတယ်မှာနောက်ထပ်စားဖို့ပြင်ထားကြပါဟဲ့ဟဲ့ဟဲ့ ကြီးကြီးအနှွက်ဂရေစီနှင့်ဟဲရီတို့ကကိုတမောင်စောကိုဝိုင်းယူနောက်ရင်ရေကဲမောင်အကျွေးခံကြသည် ကိုတမောင်စောကမူသွားကိုဖြဲ၍တဟဲဟဲကျဉ်တ်နေပုံရသည် ကားကိုမောင်းနေတော်လဲသူ့စိတ်ကိုယ်ထဲတွင် မထားမြင်စီတို့သာရောက်ဝင်နေသည်တဟဲဟဲနှင့်ပင်ရေကဲမောင်ဆိုင်သို့ရောက်ကြလေသည် လူတယောက်ကိုအလိုက်တင်ပို့ရင်ဘိုင်းစကောက်အပြခိုင်းရေကဲမော်အကျွေးကားနဲ့ ုံဟိုတတီအပုတ်ခိုင်းစာတိခစ်ပေါ်ညင်းနီမျိုးကို အမျိုးမျိုးတက်သည့်ဒီကမူကုတ္တမောင်စောအားရေကဲမောင်ဆိုင်သို့အပါခေါ်ခဲ့နိုင်လေသည်ဆိုင်ရောက်တော်လင်ကိုကကြွေးရမည်သူကဲ့သို့စိတ်တလုံးအာမနာတဲ့မှာကြလေသည် ကိုရိုနိုအေးနဲ့ပက်ရေကဲမောင်ဒီကတော့အကုန်ပဲစရာဘက်ပြအောင်တောက်ရမင်းဟဲ့ဟဲ့စားကြပါဗျာစားကြပါဒီချကမူကုတ္တမောင်စောဤနမောအိုးကိုကရင် ဒါကြောင့်ကိုရုတ်ကိုစော်ကြီးညနေကြသွားတာကိုလက်မောင်းကြွက်သားတွေတောင်မရှိတော့ဘူးကုတမောင်စော်သည်ရစ်ချက်စကားကိုနားထောင်ရင်း သူ့အင်ဂျင်နဲ့ကိုလက်မောင်းရင်းအထိပင့်တင်လိုက်ပြီးနေရင်လက်မောင်းကိုကိုယ်၍ကြွက်သားပုံများကိုထုတ်ပြလိုက်ပြန်သည်ဒါလားဗျာကြတာမလုပ်ပါနဲ့မလုပ်ပါနဲ့ဒီနေ့မောင်ဘွက်ထက်ယူမလို့ပါဒီအားတွေက တနေ့မောင်ပမာကလေးတွေမဲပမာလေးတွေမွေးလာရမယ်မလား ဟဲ့ဟဲ့ဟဲ့ကြီးကြီးဒီဒီကဲမုံကိုစားနေရမှာကုတမစောထုတ်ပြတော့လက်မောက်ကျွတ်သားဖူကြီးကိုလက်နှစ်ဖက်ဖြင့်ကန်လိုက်ရင်အေးကွယ်ကိုစောကတိတ်ရင်မဆဲလှတာပဲမင်းသားလောက်ဖို့ကောင်းနေနော်ဟဲ့ဟဲ့ဟဲ့မင်းသားလောက်ရင် မင်းသမီးဟာရှိအောင်ပါကိုအမေကိုစောလူသားလောက်ဂရေဂရီပက်ကိုတကဘာလုံးမင်းသမီးတွေကတွဲကျင်တယ်လို့ကိုစောနဲ့တွဲကျင်နေသူတွေပေါ်မှာပေါ့ဟဲ့ဟဲ့ဒီလောက်လည်းမမြောက်ပါနဲ့ ဒီနေ့မောင်ပွဲရဖို့တော့ကိုစော်တိတ်ကြပါရဲ့စိတ်ထဲကတော့မှန်းတာပဲဟဲ့ဟဲ့မောင်ပွဲရပြီးမမမြင့်နဲ့လက်ထပ်တော့မှာပေါ့နော်ဟဲ့ဟဲ့စိတ်ကူးတာပဲရည်ရည်တီကုတ္တမောင်စော်အားပြောနေရင် မောင်များထက်၍မာလိုက်ပြန်သည်ချွတ်တွင်းညံထဲမှာကိုစော့ကပြားလေးတိတ်ကောင်းတာပဲဟဲ့ဟဲ့အဖွဲဝင်ဆိုတော့တခါတလေရေးရတယ်မောင်စကြဝဠာဝင်ရွေးဖို့ကောင်းတယ်အနည်းဆုံးလက်ရွေးစင်နဲ့တော့ပါမှာပဲဟဲ့ဟဲ့ စိတ်ကူးထားပဲဟေ့နှုတ်အစ်တလုံးပေးပါအောင် မောင်ဘွဲ့လည်းရတော့မယ်စွန်လဲစွန်တော့မယ်လို့ဆိုတော့ညှိရတာပဲပြေးပါရဗျာစားကြပါဟေ့ဟေ့အခန်းတော့ကုတမောင်စော်သည်လက်ထဲမှာဝေတန်းကြီးကိုပိုင်၍မထားမြင်စီသို့အပြည့်အလွာလာခဲ့မိသည်မထားမြင်ကမူကုတမောင်စော်ကိုကြည့်ရင်းပြောင်း၍နှုတ်ဆက်လိုက်သည်ညှိရင်ညှိရင်ကိုစော်မောင်ဘွဲ့တတရရခဲ့ပြီ ဟောဒီမှာဒိုင်းကြီး မထမ်းမြင်ကကိုတမောင်စောဤလက်ထင်မှာဒိုင်းကြီးကိုယူ၍သပွဲပေါ်သို့အသာတင်လိုက်သည်။အော်ဒါဖြင့်ကိုစောမနစ်ကထက်တောင်တိုးတက်လာတာပေါ့။ဒါတောင်ပထမရဖို့လူတိုင်းကတစ်ပေးနေတာကိုဟန်ပြတာမှလားလို့တတရဖြစ်သွားတာ။နောက်နှစ်တော့ရမှာပေါ့ကိုစောရဲ့။ကဲထိုက်မအောင်။လိမ္မော်ကြီးတောက်မလား။မထမ်းမြေကအေးအေးဆေးဆေးထိုင်ရန်ပြောလိုက်သည်ကိုပင်ကုတမောင်စောမှာ မယိုးမယွာဖြစ်နေသည်နှိမ်မော်ရင်မတောက်ချင်ပါဘူးကိုစော်မေးတာဘလို့လဲကိုစော့အချစ်ကိုလက်ခံမမလိုက်ပြောဆက်မှမြင်ရဲ့အခြားလူတွေကရွေးတဲ့မောင်ပွဲတဲ့မြင့်ကရွေးတဲ့မောင်ပွဲကိုလိုချင်ပါတယ်ကိုစော်နဲ့မြင့်ကို လူတိုင်းကထင်နေကြတာလူတိုင်းကလည်းသဘောတူကြတယ်ညီကိုစော့ကိုချစ်တယ်မလိုက်မထားမြင့်သည်ကုတမောင်စော်အားကျင်နာသည့်မျက်နှာများဖြင့်ကြည့်လိုက်ရင်ခေါင်းကိုဖြင်းညင်းစွာရန်လိုက်သည် ကျမရှိကိုတနာတယ်ကိုစောတနာရင်ချစ်ပါတော့မြင့်ရယ်ကိုစောကိုတနာရင်ချစ်ပါကိုစောလေးမြင့်စိတ်နဲ့မချစ်နိုင်လို့တနာတယ်ပြောတာကိုစောဘာဘာကိုစောကိုမချစ်နိုင်ဘူးဟုတ်လားဒါဖြင့်ကိုတာရင်ကိုချစ်မယ်ပေါ့ဟုတ်လားဒါကြောင့်ကိုစောမပြောခဲ့လားကိုစောအချစ်ဟာနှောင်းခဲ့ပါပြီဆိုတာကိုစောကတော့လေဘလို့ပင်ဟောင်းပေမဲ့နှောင်းသစ္စာမပြေပါ ကိုတာတဲ့နိုလူမျိုးညင့်ရင်ကိုစော့ထက်ဘာကောင်ရှိလို့လဲဘာပညာရှိလဲဘာကာယပလာရှိလို့လဲကိုတမစော့သည်ပြောရင်ဒေါသဖြင့်ရင်ကိုဖွင့်၍လက်ကိုကာရင်ရက်ပြလိုက်လေသည်သူများအကြောင်းထက်မပြောပါနဲ့ကိုတာတဲ့ရရှင့်အကြောင်းဘာတခေါမှမပြောပါဘူးပြောရမယ်ဒီလိုလူစားမျိုးဘိန်းစားလို့လို့နိုင်ငံရေးသမားလို့လို့စုပ်ဖွားဖွားပေတူတူနဲ့ဒါတွေပြောဖို့မလိုပါဘူး ျစ်မရှင့်ကိုမချစ်တာဘသူနဲ့မှမဆိုင်ဘူးရှင်ယောက်ျားမပီတာလို့သိပလားအမြဲအလျော့ပေးလာခဲ့သောကိုတမောင်စော်သည် မထမ်းမြင့်အိမ်စကားကြောင့်ဆက်ဆက်ထိမခံဒေါသဖြစ်မိနေသည်အင်ကြီးရင်ဘတ်ကျဲသည်များကိုဖြုတ်၍အင်ကြီးကိုချွတ်၍ရင်အုပ်ကြွတ်သားများကို ထုတ်ပြလိုက်လေသည်ဒါနှစ်ပင်အားမရသေးပဲလက်မောင်းကြွတ်သားဖူများကို ထုတ်ပြလိုက်ပြန်သည် မထမ်းမြင့်ကမူကိုတမောင်စော်လုံးတမျှ ိန္ဒိယမပြည့်ကြည်နေမိသည်ဒါလာယောက်ျားမပိတတာဒီကိုခန္ဓာမျိုးလားယောက်ျားမပိတတာတာရင်တို့ကောင်မျိုးကင်တောင်းပေါက်နိုင်တယ်ကျမပြောတာရှင့်ကိုခန္ဓာကိုအတဘောကြီးကိုပြောတာမဟုတ်ဘူးရှင်ရဲ့စိတ်ဓာတ်ကိုပြောနေတာရှင့်ခန္ဓာကိုအတဘောကြီးကဘလောက်ယောက်ျားပိတပေးမယ်ရှင့်နေပုံထိုင်ပုံဝတ်ပုံစားပုံပြောပုံဆိုပုံစိတ်နေစိတ်ထားအားလုံးကြည်စမ်းယောက်ျားပိတရဲ့လားလို့ ခေါင်းကအမောက်နဲ့မျက်နှာမှာပေါင်တာနဲ့နိုင်တော်အင်ချီနဲ့လက်ဘေးမှာရွှေကျိုးနဲ့ပြောတော့မန်းနေလေးပူတဲ့အတန်နဲ့ပြောတယ်စိတ်နေစိတ်ထားကိုမိမလောက်တောင်သဘောထားမကြည့်ဘူးကိုကိုဟုတ်တာပြောရင်ခံရတဲ့တက်တယ်မရှိဘူးမြောက်ပြောရင်တဖြဲကြီးနဲ့တဟဲဟဲရေးပြီးကျင်းတ်တယ်ကျွေးကြီးကိုရှင်ကျမနဲ့လက်ထပ်တော့မယ်လို့ကြွားတယ်ဘိုးကရှေ့ရှေ့ကို အယူလောက်ပြီးညာစားနေကြတာကိုရကြတော့ ရှင်ကိုအပေါ်ကြီးလို့ပြောတာနားလည်လားဒီလိုလူတွေကြတော့ကျင်းနဲ့လို့ရန်သူလည်းမဟုတ်ဘူးကိုနဲ့ရီးစားပြိုင်ပိုးတဲ့လူကြတော့မနာလို့ဘူးမိမလို့တဝင်တူသေးတယ်ကိုနဲ့ပြိုင်ပိုးတဲ့လူတယောက်မကောင်းချောင်းကိုပြောပြီးမိမတယောက်ရဲ့အချစ်ကိုယူခြင်းနဲ့ဒါယောက်ျားပေးတာရဲ့လားရှင်ကိုဒါကြောင့်မချစ်တာကိုတမောင်စောသည်မထားမီအေစကားများကိုနားထောင်နေရင်းမခံမရဖြစ်၍လာလေသည်တသက်နေတကူ မထွက်သောဒေါသမရှိဘူးသောတတိတို့ဖြင့်မထားမြင့်အိကိုကလေးကိုတန်းကြုံပွေဖက်လိုက်သည်ညစ်မချစ်ပေမယ့်ကိုစော်ချစ်တယ်ညစ်ကိုစော့ကိုချစ်ရမယ်ကိုစော့ကိုယူရမယ်ကိုတမောင်စော်ဤနှခေါင်းသည် မထားမြင့်ဤပားပြင်းနှစ်ဖက်ပေါ်တွင်တဝဲဝဲဖြစ်နေသည် မထားမြင့်ကလည်းစွယုံရင်လွတ်လွတ်ချင်းဒါယောက်ျားလားမိန်းကလေးတယောက်ကိုအခုလိုအနိုင်ကျင့်ရသလားလို့ဆိုမလို့ဘူး မြင့်ကိုကိုယူမယ်ရတဲ့အနည်းနဲ့ယူမယ်ကုတမစောသည်တရေတပည့်စီတကယ်တို့ သူ့အားခွန်ဗလာဖြင့်မထားမြင့်ဤတကူလုံးမလောက်နိုင်အောင်ဖြစ်မြင့်လိုက်လေသည် ထိုအတွင်းဝင်တစုံတယောက်၏အတန်ကြောင့်သူ့လက်များသည်ရက်ဆိုင်၍သွားလေသည် မိန်းကလေးတယောက်ကိုမတရားမလောက်ပါနဲ့မိတ်ဆွေလွတ်လိုက်ပါ လူကိုမြင်ရမှကုတမစောသည်ပို၍ဒေါသပောက်ပွေလာသည် လက်သေးကို ကြည့်ကြည့်ပါအောင်ဆုံးလိုက်သည်အောင်ပါ မရပါကလည်းဘလောက်မိုက်လဲကုတမောင်စောသည်ကိုသားရင်ရှိရသူတလန်းချင်းလျှောက်သွားလေသည်ကိုသားရင်ကအိန္ဒိယမပြည့်ကြီး၍နေလေသည်ဂျားထဲမှမထားမြင်ကအထိတ်တလန်းဖြင့်ပြေး၍လိုက်သွားမိသည် ကုတမောင်စောသည်ကိုသားရင်ရှိသူရောက်လျင်လက်သီးကိုမြှောက်လိုက်ပြီးလျင်ကျန်းနားဆွင့်တယ်လို့ခေါင်းကိုဆောင်းလိုက်ရင်ဟင်းတော်ငါထိုးလိုက်ရင်သေသွားမယ်မင်းကငါတနာလို့ဟင်း ဒီတော့မှမထားမြင်မှာတက်မကိုချလိုက်မိသည်ကဲကိုစောချင်းကျမကိုလည်းစောကားပြီပြီအိမ်ထဲကမြင်မြင်ထွက်သွားရင်ကောင်းမယ်အခုထွက်သွားပါ မထားမြင်သည်ဒေါသဖြင့်ကိုတမောင်စောအာကြည့်ရင်ခက်ထထန်ပြောလိုက်သည်ဒီတော့မှလည်းကိုတမောင်စောမှာညှိုးငယ်သောမျက်နှာဖြင့်မထားမြင်အာကြည့်ပြီးလျင်စပွဲပေါ်ချွတ်ထားသော ကျက်အင်းကြီးကိုလက်တွင်ညှက်လိုက်သည် အပတ်ဝတ်မှထွက်သွားကနေတွင်မူ မထမ်းမြင်အားတစ်ချက်ကြီးမြင့်ရက်ဆက်ပေမဲ့ပိုစောဟာမြင့်ကို အသက်နောက်ချစ်နေမယ်ဆိုတာယုံမှာပိုစောမြတ်တာနှောင်းပေမဲ့မပြက်ဘူးဆိုတာယုံမှာကုတမောင်စောထွက်သွားလျင် မထမ်းမြင့်သည်ကုတမောင်စောအားမျက်စိတစုံကြည့်ရင်တက်ပြင်းကိုခြားလိုက်မိရသည်အတန်ကြာမှသူ့ဘေးတွင်မလုံမရှက်ရက်နေသောပိုတာတင်အားကြည့်လိုက်မိသည်ပိုတာတင်ကလည်းမထမ်းမြင့်ကိုစိုက်ဝေကြည့်နေလိုက်သည် သူတို့ဤမျက်လုံးထဲတွင် အတိတ်ပဲပါသောစက္ကလုံလေးများကတပြေးပြေးတောက်ပါ၍လာကြနေပြီတကားအောင်လေးဒီနေရာမှာတော့1956ခုနှစ်အော်တိုဘာလထုတ်မြောက်ရီမဂ္ဂဇင်းမှာပါရှိတဲ့စာရေးဆရာကြီးအောင်လေးရေးသားထားတဲ့မိမစံလွန်သောယောက်ျားဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ဟာပြီးဆုံးသွားပြီပဲဖြစ်ပါရှင်